Hello hello live ကလေးရနေကြိုဆိုပါရရှင်။ဒီမှာပွဲစည်းလေးရှိရတဲ့ကိုတိုင်းပေါ့နော်ထပ်ပြီးတော့ဝင်ရောက်ရောင်းချင်းဖြစ်ပါတယ်။ဒါတော့ကိုတိုင်းထိုးထားတဲ့ jelly လေးတွေပြီးွားရင် chupa ချက်လေးတွေပြီးရင် snack လေးတွေရဲ့ chocolate မျိုးစုံပေါ့နော်အားလေးတွေရောင်းချပေးတာပါ။ကလေးရဲ့ဘီနာမှာဆိုရင်တော့ဝတ်သားထူထူတဲ့နဲ့ပြတ်မှုတဲ့လေးရှိပါတယ်။ဆိုင်လေးကတော့ဒီ banana ဆိုင်လေးရဲ့အရှိနာလေးမှာပေါ့နော်အာရှိပါတယ်ရှင်။ဒီလေးကလူတော်တော် ရှင်းတဲ့အချိန်လေးမှာရိုက်ထားဆိုတော့ဘာမို့လေးတွေပေါ့နော်ရောင်းလဲဆိုတော့ကိုကလေးနဲ့တူတူလိုက်ကြည့်ပေးပါဦးရှင်။ အဲဒီတစ်ခါပွဲစင်းလေးရတော့လေအညိတ်လေးတွေအဲ့လိုပေါ့နော်ကားတာလေးတွေလည်းပါပါတယ်ပြည့်တယ်ဆေးကျွန်မကလေးစံစံပေါ့ကိုထည့်ခေါ်ပါတယ် ဒီဗီဒီယိုလေးကရိုက်ထားတာသုံးပြင်းမြောင်းနေလားလေးရဲမြောင်းနေလားမသိဘူးเนาะရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ပထမအောင်ဆုံးရက်ကမာမီဒီကတဲ့ဟာလေးတွေကပေါ့နော်အရန်လာပါတယ်ကြည့်လို့လည်းကောင်းပါတယ်ပွဲစည်းရဲ့တုံးစံကတော့ဒီအကြော်အလော်တွေတမန်နေတွေပြီးကောင်းကြီးချီတောက်လို့ပေါ့နော်အဲ့ဟာလေးတွေကတော့ပွဲတိုင်းမှာမပါမဖြစ်လေးပေါ့နော်ပြီးရင်ရေမုတ်လို့ပါလို့ပေါ့နော်ပမာမုတ်လေးဒီတစ်ခေါက်အကြော်ထဲမှာထူးဆန်းအကြော်ပေါ့နော်အဲ့ဒီဆိုင်မှာကြော်တဲ့အကြော်ကြီးကပစုံအကြီးပေါ့နော်အဲ့ဒါကြီးတွေ့ပါတယ် အဆိုင်လေးဖွင့်တာဆိုတော့လူရှင်းတဲ့ချိန်လေးပဲလာရိုက်လို့ရပါတယ်လူရှင်းနေတော့တခြားလူကြီးလည်းမပါတော့ပေါ့နော်ဒါတွေကိုမရှိနေနားလည်ပြပါအောင်နော်သူ့ရဲ့လှအားကလေးနဲ့ဆိုင်မှာအမြဲတမ်းလာအားပေးတဲ့ကောင်းကြီးတယောက်ရှိပါတယ် သူ့ကိုတော့ခွင့်ပြုချက်တောင်းပြီးတော့ရိုက်ခဲ့ပါတယ်ရှင်ဒီကလေးလေးကိုတော့ဘောနောအကုန်လုံးကချစ်လို့ဆိုပြီးတော့အကုန်လုံးအားပေးကြတဲ့သူတွေများပါတယ်လာပေးနေတဲ့ပေါက်တဲကြီးကိုမုတ်ကူကျွေးလိုက်ရင်တော့မှအာသူ့ညီလေးအတွက်ဆိုပြီးတော့သူကပြင်ပြန်ယူပါပါတယ်ဘာဖြစ်ဆိုတော့လူပေါင်းဆိုဘောနောအော်ရှိပါတယ်ဘာပဲပြောပြောသူတို့အာကလီနေဘောနောသူတို့ဖြူဖြူစင်စင်ရောင်းနေအတောင်းတဲ့သူကလည်းတောင်းနေအဲ့အလီနေညီမစီမလာအားပေးကြရဲဘောနောအာမောညီမကလည်းအဲသူတို့စားချင်တဲ့မုတ်လေးတွေကိုတော့ပေးပါတယ်ပထမတစ်ခေါက်တုန်းကညီမပြေးနေမှာ ရှိရဲ့ကောင်းကြီးချီတောင်းရဲ့ညီမလေးကိုလည်းမုတ်လေးတပိလိုက်ပါတယ်။စိုက်တာယူ2000တွေကနေပြီးပျက်စီးလေးဝယ်ပြီးပြန်လာပါတယ်။ဒါကတော့ငားရဲမြောင်းနေမှာသူ့ကိုဒီဘောလုံးလေးပြီးဆော့မယ်ဆိုပြီးရောပေါ့နော်။ပြောခဲ့လို့လူရှင်လုံးလေးတော့ဆော့ထားလေးပါ။အာသူဒီလိုမျိုးဆော့မယ်ဆိုရတယ်သူ့အမေစီမှာသွားပြီးခွင့်တောင်းပါသေးတယ်ဆော့ပါမယ်ဆိုပြီးရောပြီးရင်တော့မုတ်လေးရောက်ပါမယ်ပေါ့ဆိုပြီးသူ့အမေခွင့်တောင်းလာလေးလည်းတွေ့ခဲ့ပါတယ်။ ကရင်ကဒီပွဲစည်းလေးမှာရောင်းပြရည်ရဲ့ချက်ကတော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ပတ်စံရလို့ပေါ့နော်ဒုတိယတစ်ချက်ကတော့ကလျာတို့ငွေတော့မစားခဲ့ရဘူးတဲ့ snack တွေပေါ့နော်လွယ်ကူစွာမရတဲ့ snack လေးတွေကိုလွယ်ကူဝယ်နိုင်ရတဲ့ရည်ရဲ့ချက်အနေနဲ့ရောင်းချစ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အိမ်မကောင်းတဲ့ရုပ်လေးမလို့ဒီချက်မြစ်ချပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်